တံပိုးပထားခဲ့လို့ဆယ်စုနှစ်တွေအတွင်းမှာပြောင်းလဲနှင်းကျသွားတဲ့ဥပဒေပညာကိုပြောင်းလဲဖို့အခွင့်အရေးတွေရရှိနေပြီးနိုင်ငံနဲ့တင့်တော်တဲ့ဥပဒေတွေဥပဒေပညာရှင်တွေပေါ်ပေါက်လာဖို့ညီညွတ်နဲ့ဆောင်ရွက်မှအောင်မြင်နိုင်မယ်လို့ဒေါက်တာဆုကြည်ကမြန်မာနိုင်ငံလုံးဆိုင်ရာလွတ်လပ်သောရှင်နေများအသိဉာဏ်လာခံမှာပြောကြားခဲ့ပါတယ်ဇန်နဝါရီလ19ရက်နေ့ညနေ9:00နာရီလောက်ကနေပြည်တော်က Campus Sky Hotel မှာဒီညီလာခံကိုပြုလုပ်ခဲ့တာပါလွတ်လပ်တဲ့မြန်မာနိုင်ငံရှင်နေများအသိအနေနဲ့ငြိမ်းချမ်းရေးနဲ့တိုးတက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားနိုင်ကိုလည်းစုမှုကောင်းတောင်းခဲ့ပါတယ် ဒီမှာတရားဥပဒေစိုးမိုးရေးကိုအင်တာမလူလာတယ်ဆိုတာဟာတရားဥပဒေစိုးမိုးရေးရှိမှဒီနိုင်ငံကနိုင်ငံနိုင်ငံသားတွေအစိတ်လုံးလုံးမရှိနိုင်ပါဘူးမှန်ပါလားနိုင်ငံနိုင်ငံသားတွေစိတ်လုံးလုံးမရှိမှသာရင်နိုင်ငံရဲ့တိတ်ခါဦးကျွန်တော်ထင်ပိနေမှာဖြစ်ပါတယ်နိုင်ငံလူနိုင်ငံသားများစိတ်လုံးလုံးမရှိတဲ့နိုင်ငံဆိုတာဟာအင်တာမတိတ်ခါနေတဲ့နိုင်ငံလို့ကျွန်တော်ပြောရပါမယ်တရားဥပဒေစိုးမိုးရေးအတွက်ဆိုလို့ရှိရင်ကျွန်တော်ကတောင်တင်းခိုင်မာတဲ့ ဥပဒေနဲ့ပတ်သက်တဲ့အထောက်အဦးနေလို့ပါလေဒီဥပဒေနဲ့ပတ်သက်တဲ့အထောက်အဦးနေဆိုတာဟာဒီဟာလွတ်တော်တစ်ခုနဲ့လည်းမပြီးပါဘူးဒီဟာတို့ဟိုတရားရှင်တရားယုံနေနဲ့လည်းမပြီးပါဘူးအင်မတန်မှမှန်မှန်ကန်ကန်ကြည်ကြည်ငြိမ်ငြိမ်နဲ့လုံရိပ်ကန်ကြီးပြည့်စုံတဲ့ဒီဟာတို့ဥပဒေပညာရှင်များလို့ပါလေဒီလိုဥပဒေပညာရှင်တွေထပ်ပေါ်ဖို့ဆိုတာဟာတော့ပညာရေးစနစ်နဲ့ပဲဆိုင်ပါတယ် 幺些年里，俺们地里，咱们是嘛那样嘛，西路新，屋里边呀，搿，嗯 <noise>，粮粮么差开了，帐篷么差开了，这个讲完哩。屋里，讲道理，屋里边呀，跟人家讲道理，西路新，屋里还亲戚家吧？对哈，一个亲戚看人嘛，就把楼那也也进看人嘛，没嘛那样也见面哩，人家也过恰过了，对吧？哎，这见面中啊，西路新，就把屋里边呀，屋里边呀，见面，人家嘛礼差的，帐篷差的。 ူတို့ရဲ့တရားသူကြီးတွေဆိုလို့ဖြစ်လို့ချင်းသူတို့အင်မတန်မှလေးစားလို့လို့1948ခုနှစ်ကပြည်ပုံအခြေခံဥပဒေအရဆိုရင်ကြောင်းကြောင်းကြောင်းမလို့နိုင်ငံတော်သမလာအနေပြီးတော့ချက်ပြီးတော့တာဝန်မထမ်းဆောင်နိုင်လို့ဖြစ်လို့ချင်းဟိုတရားတရားသူကြီးချုပ်ကနေပြီးဒီတာဝန်ကိုရယူထမ်းဆောင်ရမယ်ဆိုပြီးတော့သူတို့စောင့်မှတ်ခဲ့တာဟာဘယ်လောက်သူတို့နိုင်ငံမှာဒီဥပဒေအဆောက်အအုံမြန်မာပါတဲ့ ကျမတို့ရဲ့တရားသူကြီးတွေကိုကျမတို့အားကိုးနေကြည့်ရဲဆိုတာကိုပြတာဖြစ်ပါတယ်။ဒီအချိန်လေးတွေကအများကြီးကြောင်းတော့ပါတယ်။လူခဲ့တဲ့ခေတ်စုနှစ်တွေအတွင်းမှာကြောင်းတော့ပါတယ်။အခုကျမတို့ဟာပြန်ပြီးတော့ကြောင်းဖို့အတွက်ပြန်ပြီးတော့ဖြစ်တင်ဖြစ်ထိုက်တဲ့အချိန်လေးကိုကျမဖြစ်ဖို့အတွက်လုံခြုံဖို့အခွင့်အရေးအများကြီးရခဲ့ပါတယ်။ဒီအခွင့်အရေးရဖို့အတွက် ID ID အဲအသိဉာဏ်ပြီးတော့ကျမတို့ရဲ့ဥပဒေပညာရှင်တွေအများကြီးကူညီခဲ့ပါတယ်။ အခုအရေးကြီးတာကကျွန်တော်တို့ဥပဒေပညာရှင်ကဒီကကိုယ့်ဘာကိုယ်ကိုရည်တည်နိုင်ဖို့စူးစမ်းပြီးဒီမှာ